စင်မမအခုလိုလုံရနေမပြောသေးတဲ့စကားတွေကြောင့်ထိသိမ်းခံလိုက်ရတဲ့ hiphop ဆိုတော့ဝင်မြန်မာနိုင်ငံကနာမည်ကြီးလူငယ် hiphop ဆိုတော့ rapper နှစ်ယောက်ထိသိမ်းခံလိုက်ရတဲ့ဆိုတဲ့သတင်းမှာပဲသူတို့ကဘသူတွေလဲဘာကြောင့်ဒီလိုထိသိမ်းခံရတဲ့အခြေအနေတွေဖြစ်သွားရတာလဲအဖမ်းခံလိုက်ရတာကတော့လူငယ်တွေကြားမှာအရင် event စားနေတဲ့ rapper win owen နဲ့ biko bino နှစ်ယောက်ပဲဖြစ်ပါတယ်ရှင်သူတို့ထိသိမ်းခံရတဲ့အကြောင်းရင်းကတော့ပြီးခဲ့တဲ့နိုဝင်ဘာနေ့ရက်နေ့ညကကျင်းပပြုလုပ်ခဲ့တဲ့ overflow show ပဲ guitar ပွဲကြီးမှာ သူတို့ပြုမှုခဲ့တဲ့ပြုမှုတွေကြောင့်ပါပဲ overflow show ဆိုတာကတော့ပရိသတ်ကြီးတို့အသိစားတဲ့အတိုင်းလူငယ်တွေအသေးဆွဲ hip hop ဆိုတော့တွေနာမည်ကြီးသူပညာရှင်တွေစုံစုံညီညီပါဝင်ပြီးအမိုက်စားကျင်းပလေးရှိတဲ့ပွဲကြီးတစ်ပွဲပါပဲဒီပွဲမှာ win or win နဲ့ biko bino ဟာစင်မော်တက်ပြီးတော့ပြပေးတဲ့အချိန်မှာပရိသတ်တွေကိုမကြောက်မနာတာအလွန်အမင်းညီညာတဲ့စကားလုံးတွေဆဲဆိုမှုတွေကိုလူအများရှိမှမှသုံးလုံးပြောဆိုခဲ့ကြပါရဲ့ရှင်ဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူးဒီတဲ့ပို့ပြီးတော့ဆိုဝါပို့ပြီးတော့ ရိုင်းပြသွားစီတာကတော့သူတို့နှစ်ယောက်ဟာစင်မော်ကနေတကူရီသုံးကာကွယ်ပစ္စည်းတွေကိုပြိသက်ရှီယာဆင်းအောင်တဲကိုကျဲချခဲ့တဲ့ပြမူပါပဲဒီဖြစ်ပျက်ကအစာပိုင်းမှာတော့ဒီရှိုးဘွဲကိုတက်ရောက်ခဲ့တဲ့ပြိသက်တွေသားထဲမှာပဲရှိနေခဲ့ပေမဲ့ခဏလေးပါပဲသူတို့ဒီလိုရိုင်းပြတဲ့ပြောဆိုချက်တွေပြမူတွေအားလုံးပါဝင်တဲ့ bio file တွေကအင်တာနက်ဆိုရှယ်မီဒီယာပေါ်မှာပြန့်နေသွားခဲ့ပါတယ်ဒီ bio file တွေကိုမြင်လိုက်ရတဲ့အခါမှာတော့ပြိသက်တွေသားထဲမှာဒေါသတွေပောက်ကွဲထလာပါတော့တယ်ဘာကြောင့်လဲဆိုတော့ဒီဘွဲကလူကြီးတွေကြီးပဲကြီးတဲ့ဘွဲမဟုတ်ပါဘူး ဆရာမမျိုးသမီးတွေမိမငယ်လေးတွေအရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေပါအများပြားပါဝင်နေတာကိုဗီဒီယိုထဲမှာတွေ့မြင်ခဲ့ရလို့ပါပဲဒါကမြို့ပညာမဟုတ်တော့ဘူးဒါကအမှုပညာလွတ်လပ်ခွင့်ရဲ့အနေနဲ့မိကိုကြောလွန်သွားပြီဒါပြည်သူလူထုရှေ့မှောက်တွင်အဖွဲ့မရပြစ်မှုမှုပဲဆိုပြီးတော့ဒီဆိုတော့နှုတ်ကိုထိရောက်ရောက်ရိပ်ဥပေးဖို့တောင်းဆိုတဲ့နေ့အရန်ကိုမှကြေလွန်လာခဲ့ပါတယ်ရှင်ဒီလိုတောင်းဆိုမှုတွေပြီးမှအဆိုတော့ Wind Owing ဘက်ကသူအမားလုပ်ခဲ့မိပါတယ်တောင်းမှန်ပါတယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်ကနေတောင်းမှန်စာထုတ်ပြန်ခဲ့ပါသေးတယ် ချိုင်မဲဒီတောင်းမှမူနဲ့မလွန်လောက်ခဲ့ပါဘူး။နောက်ဆုံးမှာတော့မြန်မာနိုင်ငံရတက်ဖွဲ့ကနေဒီလူငယ်ရပ်ပါနှစ်ယောက်ကိုပြည်သူလူထုရှေ့မှာမှမဖွဲမရပြုမှုပြောဆိုမှုနဲ့ထိသိမ့်စစ်ဆေးနေပြီဖြစ်ကြောင်းတရားဝင်သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ရှင်။ကဲဒီနေရာမှာဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးလူတွေကြားထဲမှာအမြင်အမျိုး ကွဲထွက်လာတာကိုတွေ့ရပါတယ်ရှင်။တစ်ဖက်ကတော့အထူးသဖြင့် Hero Fan လူငယ်ချို့ကဒါကဟီယောရင်ကျိမှုပဲ။နိုင်ငံသားမှလည်းဒီလိုပြောကြတာပဲ။ဒါကလူငယ်တွေရဲ့ဘန်းစကားသုံးနှုန်းမှုတသက်ပဲ။ ဒီလောက်ဒီပြင်းတတန်ရေးယူဖို့မလိုဘူးလို့သူတို့ဘက်ကနေကာဝေးပြောဆိုနေကြတာရှိပါသေး။ဒါပေမဲ့ဒုတိယအမြင်ကတော့ဒါကိုလုံးဝလက်မခံပါဘူး။နမေကြီးစင်တဲ့မကြီး MO သိန်းကတောင်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီလိုမျိုးလူငယ်တွေရှိုင်းနေတာကိုခွင့်ပြုလိုက်ရင်နောက်လာမယ့်မျိုးဆက်တဲ့လူငယ်တွေကအကြီးကိုကြီးမဲမသိလူကြီးကိုလူကြီးမဲမသိပို့ပြီးတော့ရိုင်းဆိုင်နာနိုင်တယ်ဒါကြောင့်မြမရင်ကျေမှုကိုပြည့်စည်အောင်ထိရောက်စွာရည်ရွယ်တဲ့လို့ပြပြတဲ့တုံးသက်ပြောကြားထားတာဖြစ်ပါတယ်ရှင်။ တကယ်တော့လူပညာလို့လက်ခွဲဆိုတာအခြားသူကိုမတိခိုက်သေးဘဲအများပြည်သူကိုနှောက်ရှက်မဖြစ်သေးဘဲရှိတင်တာပါပြိသက်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲဒီလိုညဉ့်ညမ်းစကားလုံးတွေကိုကလေးတွေမျိုးသမီးတွေရှေ့မှောက်မှာသုံးလုံးတာကဟေးဟော်ရင်ကျေးမှုလို့ခေါ်နိုင်သလားဒါမှမဟုတ်မြမရင်ကျေးမှုကိုဖျက်ဆီးတာပဲလားဆိုတာဒီဆိုတော့နှုတ်နဲ့ထိမ့်သိမ့်ခံလိုက်ရတဲ့ပုံမှာပြိသက်ကြီးရဲ့အမြင်လေးရှိရင်လည်းပြောခဲ့ပေးပါဦးရှင်